မြမစစ်တပ်ဟာမန္တလေးတိုင်းနယ်ကတပိတ်ချင်းစင်ကိုနဲ့မတရားမျိုးနဲ့သုံးခုလုံးကနယ်မြေတွေမှာပြန်ဆိုးမိုးနာဖို့စစ်မျက်နှာအစုံဖွင့်ပြီးမြေပြင်ဝေဟင်ကနေစစ်ကြောင်းဖိထိုးလာတယ်လို့မန္တလေးတိုင်းအခြေဆိုင်တော်လန်ရေးတပ်ဖွဲ့နှုတ်ဖွဲ့က BBC ကိုအတည်ပြုပြောပါတယ်မန္တလေးတိုင်းနယ်ကတော်လန်ရေးသက်တွေထင်းချုပ်ထားတဲ့စီရဲခွင်တွေကိုစစ်တပ်ကပြန်ဆိုးမိုးနိုင်ဖို့နှစ်ခေါင်း၂၄နှစ်ကုန်ပိုင်းကလေးကထိုးစစ်ဆင်နေတာပါ တော်လင်ရေးတက်တွေပူပေါင်းထိန်းချုပ်ထားတဲ့တပိတ်ချင်းမြို့ကိုတော့စစ်တပ်ကပြီးခဲ့တဲ့ဇူလိုင်လမှာပြင်ထိန်းချုပ်ခဲ့ပါတယ်။စစ်တပ်နဲ့တအောက်တပ် TNL တို့နှစ်ဖက်အပစ်ခတ်ရဲစဲမှုကနေတပိတ်ချင်းအရှိတ်ဘက်မန္တလေးတိုင်းနယ်ကမိုးကုန်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိန်တို့ကနေတက်တွေဆုတ်ခွာပေးတော့မယ်လို့တအောက်တပ် TNL ကအောက်တိုဘာ29ရက်မှာထုတ်ပြန်ခဲ့ပါတယ်။တအောင်တက်ကဒီထုတ်ပြန်ချက်ထုတ်တဲ့နေ့မှာတော်လန်ရေးပူပေါင်းတက်တွေတင်ထားတဲ့စင်ကူးနဲ့မတရားတို့မှာတိုက်ပွဲဖျင်းထားနေပါတယ်။ စစ်တပ်ရဲ့မတရားထိုးစစ်လက်ရှိမှာစစ်တပ်ကမတရားမြုပ်ဘက်ချမ်းနဲ့အရှိမြုပ်ချမ်းကဂျင်းရွာတို့ကိုထိုးစစ်ဆင်တည်တယ်လို့မတရားမြို့နယ်ပကဖအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကိုတောင်းကပြောပါရယ်မတရားမြို့အဆက်မြုပ်ဘက်ကပိုင်းရွာမှာလဲစစ်တပ်ကအထိုင်းချတဆွဲထားလဲလို့သူကဆက်ပြောပါရယ်မတရားမြို့နယ်ကိုတော့စစ်တပ်နဲ့တုံလန်ကြီးတပ်ဖွဲ့တွေကအပိုင်းလိုက်ထိန်းချုပ်ထားလာချက်ပါရယ်မတရားမြို့ဖွဲ့ချမ်းကမန္တလေး PDF ထိန်းချုပ်ထားတဲ့စင်ကူးမြို့နယ်နယ်မြေထိစပ်နေပြီးအရှိမြောက်ချမ်းအင်ဂျင်မြေရွာမှာတော့ စစ်တပ်ရဲ့အမှတ်1334လေးချောင်းရန်ကောက်ွယ်ရေးတပ်စခန်းရှိပါတယ်။အဲ့ဒီလေးချောင်းရန်တပ်စခန်းကိုမန္တလေး PDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေက2024နှစ်လယ်ပိုင်းကတည်းကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အရှိမြောက်ကိုစစ်တပ်ထိုးနေတာဒီလေးချောင်းရန်တပ်ကိုဖျက်လို့ချင်လို့မြောက်ပိုင်းကတော့စင်ကူးဘတ်ကိုထိုးစစ်ဆက်ဖောက်ဖို့ကြလို့မတရားပကဖအခွက်ရဲ့ဖြောရေးဆိုခွင့်ရှိသူကိုချောင်းကပြောပါတယ်။စစ်ကော်မရှင်တပ်ဟာအခုနှစ်စံပိုင်းမှာမတရားမျိုးအထွတ်ဘောလုံးကွန်းတာလက်နက်ကြီးတပ်ဆင်ပြီးတဲ့နောက်အေယော်ရီမစ်ကပ်ဘေးအမတရားနေတဲ့ တော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေထိုင်းချုပ်ထားတဲ့နယ်မြေတွေစီလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကိုမန္တလေးစီရဲကင်းတောင်အဖွဲ့တွေရဲ့အချက်အလက်တွေမှာမြင်နိုင်ပါတယ်။အခုတော့မတ္တရာဒေတာထဲမှာစစ်တပ်ကတင်ကားတွေကိုပါထုတ်သွင်းပြီးလှည့်လည်ပစ်ခတ်ထူးဆစ်ဖော်ဆောင်တဲ့အထိဖြစ်လာတယ်လို့မြေပြင်မှာရှိတဲ့ BBC သတင်းရင်းမြစ်တဦးကပြောပါတယ်။တင်ကားတွေကမတ္တရာမြို့ထဲကနေထွက်လာပြီးပန်းရက်ကနေမြောက်ဘက်စင်ကူးဘက်ဦးတည်ပြီးထူးဆစ်လုပ်နေတာလို့သူကရှင်းပြပါတယ်။မတ္တရာမြို့ရဲ့အနောက်နဲ့အနောက်မြောက်ခြမ်းကကြီးရွာတချို့မှာလဲစစ်တပ်ကအထိုင်ချက်ခြေကုပ်ယူထားတဲ့တက်စခန်းကရှိပြီး အဲ့ဒီစခန်းတွေကနေတော်လန်ရဲတပ်ဖွဲ့တွေရှိတဲ့မတရားမြောက်ကလချမ်းကိုလက်နက်ကြီးနဲ့ပစ်တာပခုံးထန်းလောင်ချ RPG တွေနဲ့စက်တိုက်ဖစ်ခတ်နေတာလို့ဒူကာထပ်ပြောပါဗါဒ်အောက်တိုဘာ30ရက်မနက်ပိုင်းမှာတော့မတရားမြို့နယ်မြောက်ဖက်ချမ်းမှာရှိတဲ့မတရားမိုးကုတ်လမ်းမပေါ်ကကြောက်စီကုံတတာဖျက်ဆီးခံလိုက်ရတယ်လို့မြေပြင်တရင်ရင်းမြင့်နဲ့ဒေတာကန်တချို့ကအတီးဗျူပြောပါဗါဒ်ဒီမနက်အစောပိုင်းမှာခွဲခံလိုက်ရတာလို့မတရားဒေတာကန်တဦးကပြောပါဗါဒ်စစ်တပ်ရဲ့စီးရေးတရင်တွေကိုဖော်ပြတဲ့ Telegram Channel လီမှာတော့ဒီတရားကို တော်လန်ကြီးတခွေနေဘက်ကမိုင်းခွက်ဖျက်ဆီးခဲ့တာလို့တရားကြိုးကြပျက်စီးခဲ့တဲ့ပုံရယ်နဲ့အတူရေးသားဖော်ပြနေကြပါတယ်။တော်လန်ကြီးနဲ့နီးစပ်တဲ့ BBC ရဲ့စီရေးသတင်းရင်းမြစ်ကတော့စစ်တပ်ထိုးစစ်ကြောင့်တရားအနိကကျောင်းစီရဲ့တောင်ရွာတံပုန်တောင်ရွာမှာတိုက်ခိုက်ဖြစ်ပွားနီးကပ်လာချိန်မှာတရားမိုင်းခွက်ခံရတဲ့ဖြစ်ရပေါ်လာတယ်လို့ဆိုပါတယ်။ ဝဟန်သောစတိခဏရတဲ့စင်ကူ MDY PDF ထင်းချုပ်ထားတဲ့စင်ကူမှုနဲ့တဲ့ကအရာရီမီကူတရာယတနာထင်ခတ်တရာလေအော်တိုဘန်29ရက်ကဖြစ်စည်းခံလရတဲ့လို့စင်ကူဒေတာကန်တချို့နဲ့စီရဲတည်ရင်မြက်ကပြောပါတယ်အဲ့ဒီတရာဟာစစ်တပ်ထင်းချုပ်ထားတဲ့စကိုင်းတိုင်းတဲ့ကကြောင်မြောင်းမြို့နဲ့မန္တလေးတိုင်းတဲ့ကစင်ကူမြို့နဲ့တို့ကိုချိတ်ဆက်ထားတာဖြစ်ပါတယ်လက်ရှိမှာလည်းကြောင်မြောင်းမြို့အခြေဆိုင်စစ်တပ်ရဲ့အမှတ်စနစ်ခဲမရထန်နရထဲကနေ စင်ကူနေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံကျဲရလေဆက်တိုက်လုပ်နေတယ်လို့စင်ကူဒီတာကန်တူကပြောပါရယ်တရားမကြိုးခင်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းစင်ကူဘက်ကိုသိုးစစ်ဖိဖို့စစ်တပ်ရဲ့အစစ်ကူစစ်ကြောင်းတွေကြောင်မြောင်ဘက်ကနေထတ်ပို့မယ်ဆိုတဲ့တည်င်းတွေထွက်ပေါ်ခဲ့တယ်လို့သူကဖွင့်ပြောပါရယ်စစ်ကော်မရှင်ရဲ့တည်င်းထုတ်ပြန်ရေးခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ယတနာတင်ခတ်တရားကို PDF အမိခံအကြံဘက်3ရဲ့ Minecraft ဖြည့်ဆည်းမှုကြောင့်တရားရဲ့ရေလဲတိုင်းနေရာတချို့ကြိုးကြ ပျက်စီးခဲ့ပြီးလမ်းမန်းဆက်သွယ်မှုပြတ်တောက်နေတယ်လို့အော်တိုဘာ29ရက်ကသတင်းထုတ်ပါတယ်။လူထုရဲ့လူမှုစီးပွားဘဝတွေပျက်စီးအောင်အခွင့်အရေးတွေနစ်နာဆုံးရှုံးအောင်လုပ်နေတာကိုလူထုတရက်လုံးအနေနဲ့ဝိုင်းဝန်းဆန့်ကျင်ပေးကြဖို့နဲ့တရားကိုအနေဆုံးပြင်လဲပြင်ဆင်ဆောင်ရွက်ပေးသွားမယ်လို့သူကပြောပါတယ်။တစ်ဖက်မှာလည်းစင်ကူမြူရီယာတဲ့ကိုစစ်တပ်ကတိုက်လေရင်ဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုမကြာခဏလုပ်ပြီးဖိအားပေးထိုးစစ်ဆင်နေတယ်လို့စင်ကူစီရီတရေမြစ်တကူကပြောပါတယ်။အော်တိုဘာ29ရက်နဲ့30ရက်နေ့ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုဆဲကျင်တတ်မနဲ့လုတ်ခဲတယ်လို့သူကဆိုပါတယ်။အော်တိုဘန်29ရက်ကတော့တိုက်လေရဲ၅စီးနဲ့၅ကျင်တတ်မနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာကန်တချို့ကအတည်ပြုပြောပါတယ်။မိထီလာရှန်တဲ့နဲ့တရားဦးလေးဒစခန်တွေကတက်လာတဲ့တိုက်လေရင်တွေကတိုက်ခိုက်ခဲ့တာလို့စစ်တပ်ရဲ့လေရင်ပြန်တမ်းမှုတွေကိုစောင့်ကြည့်နေတဲ့မြေပြင်ကင်းတောက်အဖွဲ့တွေရဲ့အချက်လက်တွေအရသိရပါတယ်။စင်ကူးမျိုးကစစ်တပ်ပြန်ထိန်းချုပ်ထားတဲ့တပိတ်ချင်းနဲ့ထိုးစစ်တွေပြင်းထန်နေတဲ့မတရားမျိုးကြားထဲမှာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY BDF ကထိန်းချုပ်ထားတာဖြစ်ပါတယ်တပိတ်ချင်းဖော်တော့လမ်းကြုံကိုတော်လန်ရဲတပ်တွေပြန်ထိန်းချုပ်စင်ကူးမျိုးနဲ့ကတ်လျတပိတ်ချင်းမျိုးနယ်တွေကစစ်တပ်ထိန်းချုပ်ထားတဲ့ဖော်တော့လမ်းကြုံကိုတော်လန်ရဲပူပေါင်းတပ်တွေကအောက်တိုဘာ30ရက်နေ့လယ်ပိုင်းမှာပဲပြန်ထိန်းချုပ်လိုက်တယ်လို့တပိတ်ချင်းအစီအစိုက်လုပ်ရှားတဲ့တော်လန်ရဲတပ်တချို့ကအတည်ပြုပြောပါရတယ်။ ဖော်တော်လန်းစုံကိုစစ်တပ်ကတပိတ်ချင်းမြို့ပြန်နာပြီးနမလအကြာအော်တိုဘာဒူရဲ့အပတ်မှပြန်ထိန်းချုပ်ထားလာဖြစ်ပါတယ်စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက်ပိုင်းမှာလဲတော်လန်ရေးတပ်တွေနဲ့အစ်စ်ကုံရှင်းတပ်တွေကြားနှစ်ဖက်တိုက်ပွဲဆက်ပြင်းထန်ခဲ့ပြီးနှစ်ပတ်အကြာမှာတော့စစ်တပ်ကပြန်ပြီးလွတ်လွတ်ခေလာတာဖြစ်ပါတယ်ဖော်တော်လန်းစုံအနီးတစ်ဝိုက်က9မိုင်6မိုင်9မိုင်နဲ့6မိုင်ကျေးရွာလမ်းတစ်လျှောက်ကိုတော့စစ်တပ်ကထိန်းချုပ်ထားတာဖြစ်ပါတယ်ဖော်တော်လန်းစုံဟာတပိတ်ချင်းမြို့နဲ့ဆဲမိုင်းကျော်ကွာဝေးပြီးမူးကုံမြို့နဲ့၄၉မိုင်အကွာမှာရှိပါတယ် ဖော်တော်လန်းစုံကမန္တလေးမိုးကုတ်လန်းနဲ့မန္တလေးတပိတ်ချင်းလန်းခွဲကိုဆုံရမှာရှိတာကြောင့်စစ်တပ်နဲ့တော်လန်ရေးနှစ်ဖက်လုံးတို့ကစစ်ရေးရအချားချာကြရဲ့လန်းစုံတို့ခုချစ်ပါတယ်။ရှမ်းမြောက်အပြည့်ရရဲ့တက်ရောက်မှုစစ်ရေးကဲကဲတချို့ကတော့ရှမ်းမြောက်မှာစစ်တပ်နဲ့ DNLA တက်တို့ကြအပြစ်ရလိုက်တာကြောင့်မန်လေးတိုင်းနဲ့စကိုင်းတိုင်းတွေကစီရေးခွန်ဒီကိုစစ်တပ်ကဒီထက်ပိုပြီးစီရေးဖိအားပိုပေးလာနိုင်တယ်လို့ထောက်ပြနေကြပါတယ် ရှမ်းမြောက်ဒေသအပြည့်ရက်သွားချင်းမှာပဲစင်ကူးနဲ့တပိတ်ချင်းမြို့တို့တဖတ်ချမ်းရာဝတီမြစ်အနောက်ဖက်ကစကိုင်းဝက်လက်ဒေသထဲမှာလဲအော်တိုဘာနောက်ဆုံးအပတ်ထဲမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်၅ဦးထပ်မနေထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြေပြင်မှာရှိတဲ့ဒီတာကန်တချို့ကပြောပါလေဒီအပြည့်ချက်မှုကနေ DNL ကတချောင်းနေဆက်ခွန်စစ်ရေးစင်ဒုတိယလိုင်းမှာတင်းခဲ့တဲ့မိုးမိန်နဲ့မိုးမိန်မျိုးတို့ကိုတိုက်ပဲမထစ်ပဲစစ်ကက်လက်ထဲပြန်ပိမ့်မယ်လို့သဘောတူညီလိုက်ပါတယ် တမကလာအတွင်မိုးကုန်းနဲ့မိုးမိန်မြို့နယ်တို့ကနေ TNLA တက်တီပြန်ဆုတ်ခွာပြီးတအောင်းဒီတာကိုလည်းစစ်တပ်က လေကြောင်းတိုက်ဟိုက်တာတွေမလုပ်ဖို့ဆွေးနွေးသဘောတူညီခဲ့ကြောင်း TNLA ကအော်တိုဘာ29ရက်မှာထုတ်ပြန်ခဲ့တာပါ TNLA ရဲ့ထုတ်ပြန်ချက်အပေါ်အမျိုးသားညီညွတ်ရေးဆိုရာ NUG လောက်ခံချစ်တဲ့မိုးကုန်းမြို့ပါကာဖအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကတော့မဟာမိတ်တပ်တွေနဲ့ဆွေးနွေးတိုင်ပင်တာမရှိဘဲမြို့ကိုပြန်ပေးလိုက်တာလို့ BBC ကိုဖြေဆိုပါတယ် မန္တလေးတိုင်းအခြေဆိုင်တပ်သည်ဖြစ်တဲ့ MDY BDF နဲ့ TRI view ဟာမိုးကုတ်ဘူဟာနဲ့မိုးကုတ်အခြေဆိုင်ပူးပေါင်းတိုင်ရင်တွေကတော့မိုးကုတ်မြို့အပါဝန်ထိန်ချုပ်ထားတဲ့နယ်မြေတွေလက်မလွတ်ရရေလက်တွဲပြီးကာကွယ်သွားမယ်လို့အသီးသီးကြေညာချက်ထုတ်ပြန်ပါတယ်။တစ်ဖက်မှာလည်း TNLA ရဲ့အဖြစ်ရသဘောတူညီလိုက်တဲ့နောက်မြေပြန်ဒေသဖြစ်တဲ့မန္တလေးတိုင်းနဲ့အညာဒေသကတော်လန်ရေးတပ်တွေအတွက်လက်နက်ခဲယမ်းတယူရဲ့ထောက်ဖို့လမ်းကြောင်းတွေအကြရိုက်လာနိုင်တယ်လို့မန္တလေးတိုင်းခြေဆိုင်တော်လန်ရေးတပ်ခွဲဝင်တအူးကပြောပါတယ်။ ဒါအထင်းတစ်ဖက်မှာတိုက်ဖွဲ့ဖော်ဆောင်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်ထင်းချုနဲ့မြို့တွေမှာလည်းစစ်တပ်ရဲ့စီရေးပောင်ပိုကျဲလာနိုင်တယ်လို့သူကဆိုပါတယ်လက်နက်လမ်းကြောင်းခတ်ထော်ရင်းစီရေးဗျူဟာတွေချတဲ့အခါမှာလည်းအောင်ငင်မှုအခွင့်အရေးနှဲသွားနိုင်တယ်လို့သူကပြောခဲ့ပါလေ။